ရွာစုံပြားလေးမှရှိတဲ့အေတအိမ်မှာအဘွားမေနန်းလို့ခေါ်တဲ့အသက်ကြီးရွယ်ဦးဘွားတယောက်ရှိပါတယ်။အဘွားဆိုတဲ့အရွယ်တွေကတော့အလူတွေဝလေကောင်းကောင်းမလို့ကြိုင်နေတော့ပဲမိခိုးအားထားရမဲ့သူတွေလိုအပ်တဲ့အရွယ်တွေလည်းဖြစ်ကြပါတယ်။ဒါပေမဲ့ဒီရွယ်ကိုမြောက်ခင်မှာတော့ဝိသားစုနဲ့သားရီသမီးတွေကိုအတဲ့နေစုကျုစုကျိုးတောင်ပေးတဲ့ဥယျာဉ်မှုတွေလည်းဖြစ်ခဲ့ကြပါတယ်။ဒါကြောင့်အဘွားမေနော်ရဲ့နောက်ကျောင်းကိုလည်းအနေချင်းပြောပြဖို့လိုအပ်တာပေါ့။ ကိုဆိုခဲ့တဲ့နေရည်တွေကိုပြန်တွေ့နေအဘွားမင်းတော်ရဲ့ဘွားမှာအမှတ်ရစရာတွေလည်းအများကြီးရှိပါတယ်အဘွားမင်းတော်ကအရင်ကဈေးတဲ့လူကိုလူကန်ခဲ့ရင်အသက်မွေးတဲ့သူဖြစ်ပါတယ်ရွာတဲ့ကဈေးမှာတဲ့ဝတ္တာတွေကိုရောင်းပြီးတော့စီးပွားရှာတဲ့မိမသားတွေရောက်ပြီးဘွားနေရည်ပေကိုဈေးခေါ်ကြောပြက်ခဲ့ပါတယ်ဒါသမီးတွေကိုလည်းဘူတန်းစိတ်ထားနေအောင်ပညာသိနေအောင်သူ့ကြောက်တဲ့အားနဲ့ပြီးဖြေရှင်းလူဆောင်ခဲ့တယ်ဗျာဒါပေမဲ့ အဲ့လိုလို့နေဖို့ကိုလေလူမတည်သူမတည်ပြုလုပ်ခဲ့တဲ့ကိစ္စရဲ့တွေနောက်ွယ်မှာရှိခဲ့ပါတယ်ဈေးသက်ဖြစ်တဲ့ဘွားမင်းနာကတဲဘက်တကြဈေးသက်တွေလေတယောက်တည်းမက အများကြီးရှိတယ်ပေါ့လေအဲ့ဒါကမှအဘွားမင်းနာဟာဈေးရောက်ကောင်းချီတဲ့သူ့ရဲ့ကြံစီပြီးမကောက်ဆွားတဲ့ကောင်ကိုမွေးမြူထားခဲ့ပါတယ်သူဈေးရောက်ကောင်းစီဖို့အတွက်ဝိရခရတဲ့ဈေးကို တခြားဈေးတဲ့တွေရဲ့တသားဝတာစရှိတဲ့ယာတွေကိုအမင်းလိုလိုစားတော့ဖြစ်စည်းခိုင်းလေးရှိပါတယ် ဒါဆိုရင်တော့အဲ့ဒီနေကအဘွားမင်တော်ရဲ့အော်တိုဈေးရောက်ကောက်တဲ့နေဖြစ်ပါတယ်။တချေကဒီလမျိုးစုံနဲ့ပြုစုပြုံးထွန်လာခဲ့တဲ့သားသမီးတွေဟာလူကန်အေထောက်ရသားတွေနဲ့အဘွားမင်တော်ကိုတော့မေယောပြစ်ပယ်ထားခဲ့ကြပါတယ်။ဒါကြောင့်ခုချိန်မှာတော့အဘွားမင်တော်ရဲ့နာကျင်စရာနေရက်တွေဆိုလည်းမမှားပါဘူး။အဲလီဒရုန်းနဲ့တယောက်တည်းထိချနေခဲ့တဲ့အဘွားကြီးဘွားဟာအတော့ကိုမှ ပြင်းစရာကောင်းနေခဲ့တာပေါ့။တနေ့တစ်နေ့လဲအိုမင်းလာပြီးတော့ စားဖို့တော့ဖို့တော့အနေနိုင်ခက်ခဲလာခဲ့ပါတယ်။ဒါကြောင့်သူ့ငွေသားခဲ့တဲ့မကောင်းဆိုးအားကိုလည်းအစမမမကျွေးနေတော့တာကြောင့်ထင်းနဲ့တင်းမနေပဲဖြစ်လာခဲ့တယ်ကြာ။အိုးထဲမှာရှိတဲ့မကောင်းဆိုးအားကလည်းအစမစားရကြလာတော့ဗရှင်အဘွားမင်းတော်ကိုပုံကန်လာခဲ့ပါတယ်။ဒါကိုအဘွားမင်းတော်တယောက်လည်းတတိမထားပြီးရေပါဘူး။ဒီလိုနဲ့တခြားမှာတော့သူအိတ်ဆက်နေတော့မှာဦးရဲကမကောင်းဆိုးအားကြီးစိတ်ဆိုးလာပြီးတော့အပြစ်ထွက်ဖို့ကြိုးစားနေခဲ့တယ်ကြာ။ အဲ့ဒီမှာဂံမကောင်းစွာနဲ့ပဲမကောင်းစွာကြီးကလွတ်မြောက်သွားခဲ့ပြီးတော့အဘွားမေတော်စီတို့ကြီးခဲ့လာခဲ့တယ်ဗျာဘာလို့လဲဆိုတော့ထိုမကောင်းစွာဟာအပိုက်စားခံတော့ကိုမရှိတော့အဘွားမေတော်ရဲ့ခန္ဓာကိုယ်ကို ဝေရောက်အတိုးချကျတာပေါ့အမွေသားသားပဲရှိတဲ့မကောင်းစွာဟာအဘွားမသိလိုက်ခင်မှာပဲသူ့ရဲ့ခန္ဓာကိုယ်တည်းဝင်စည်းလိုက်ပြီးတော့ထိချိုးဖို့ကြိုးစားနေခဲ့ပါတယ် ခန္ဓာကိုယ်ရှိမှပဲအစာပြေစားနေမှဖြစ်ပြီးအဘွားမင်းတော်ကလည်းဒိုမကောက်ဆွားကြီးရဲ့ထေချုံမှုအောက်ကိုရောက်ရှိသွားခဲ့ပါတယ်။မကောက်ဆွားကြီးရဲ့စေစားရဖြစ်သွားတဲ့အဘွားမင်းတော်လည်းအဲ့နေရကနေယိုဒီရဲ့ဧဘောဟာနေဈေးလာခဲ့ရပြ။သူဟာအခုချက်ချင်းဆိုသလိုပဲအစာရှာဖြုတ်ထုတ်မှဖြစ်ပြီးအခြေကလည်းမစောတော့ပါဘူး။ဒါကြောင့်ညာကြီးချင်းမတော်မှာ ဓမိထစားနေတဲ့တန်တရားဖြစ်ပွဲသူတွေအိမ်မှာရှိနေကြရလေရုံမနဲ့သာနာနာလေးထူးလိုက်ဖို့တိတ်တော့ချင်ပါတယ်အဘွားမဲနှောင်ရဲ့ကိုတဲကိုရောက်နေတဲ့မကောင်းစိုးဟာဇက်သားဝက်သားကိုပဲတိုက်တယ်ကြီးမားတဲ့ဒစီတကောင်ဖြစ်ပါတယ်ဇက်သားဝက်သားလေးနဲ့မှဓမိမိတဲ့ဆိုတဲ့လူကြီးမိတို့လေကိုကိုကိုမျိုးကြီးဖို့တတိပေးလိုပါတယ်အဘွားမဲနှောင်ဟာညာကြီးချင်းမတော်အေကနေထွက်ခွာလာခဲ့ပြီးတော့စားစရာလက်ရှာနေခဲ့တာပေါ့ဒီကြီးဟာ ။ဒီရွာလူကလည်းအေးပျော်နေကြတဲ့အခြေဖြစ်ပြီးဒီရွာလူကလည်းတီးစိတ်နေရတာပေါ့။အတော့ကမှလည်းဒီနေ့နေပြီမလို့အေးတိုင်းမှလည်းအမေရောကိုမတွေ့ရတော့ဘူးဗျာ။တိုးပြီမေကောင်းငင်ကြီးမှာလိမ့်တင်နေတဲ့လာရောက်လေးကြောင့်လမ်းလျှောက်နေတဲ့မန်နော်ရဲ့ပိုးရိပ်တွေဟာထင်ရှားလျက်တွေ့နေကြရပါတယ်။အဲဒီလိုနဲ့သူဟာရွာလမ်းတွေလျှောက်လာခဲ့ရင်လည်းရွာလမ်းဘဲက AUC ကိုရောက်လာခဲ့ပါတယ်။ အကြောင်းတရားတိုက်ဆိုင်စွာနဲ့ပဲရွာလေမှာအာသူဘ 8A ရှိပြီးတော့အာသူဘစနိုင်ကြတဲ့လူကျိုးလေးရှိနေခဲ့ကြပါတယ်။အာသူဘအရဲ့ထိုးစံတိုင်းရဲတော့တဲ့သူကတောင်းမိုးတဲ့သူကမူးကျူးတဲ့သူကယူနေအားလုံးကအရှိတဲနေခဲ့ကြတာပေါ့။အဘွားမင်းတော်ကလည်းထိုးနေရမျိုးကိုမှရောက်လာခဲ့တယ်ဗျာ။သူရောက်လာတဲ့ခါမှာတော့စိုးကျော်မျိုးမင်းစိုးမင်းထိုးမင်းဆိုတဲ့ချီးထိုးလေးကောင်ရှိနေခဲ့ကြပါတယ်။မျိုးမင်း မိတ်ဆော်လာပြီးမင်းရဲ့ဆော်ကိုပြောရပါလားအဲအရတုတ်တဲ့နေရာကိုလိုက်မလာပါနဲ့လို့တုတ်ထွားတဲ့အရဲ့တွေတော့ပြန်ထွက်ချင်လာတယ်လို့ပဲအာမင်းကြီးတော်ကြီးကိုငါဆော်ပါဟဲ့စိုးကြောအဘွားယူတော့လှော့ပေးလိုက်ပါကွာအငရေမကြောက်ပါမကြောက်မိုးချိုးတွေလည်းလာပေါ့နေပါဦးမယ်မင်းပဲအကြီးကြီးတွေကိုကြိုက်တယ်ခိုက်တယ်ဆိုဘာဖြစ်လဲကွာကိုကြိုက်ကြိုက်တယ်ပေါ့ ဝေခန်းလိုက်စမ်းပါမင်းရောက်ကြမို့ဘူးလားအဲမင်းမရောက်ရဘူးကွာခွေးတော့ငါကြိုက်တဲ့ជីជីဆိုတာခန္ဓာကိုယ်ချိုးစားဖို့ပြောတာ အသက်ကိုပြောတာမဟုတ်ဘူးဒီဖွားကြီးကိုကြဲလို့ဘာလို့ရမှာလဲအသက်ကြီးပူစော်ပဲလူပေးရမှာလားထားလိုက်စမ်းပါကွာငရေမွေးချင်းစမ်းပါနဲ့မဲလို့ကောင်းပြီကွာမရိုးသေးရင်နေမလေးစားပါနဲ့အဲကောက်ပါဘူးမစော်ကားပါနဲ့ သူတို့တွေပပန်းလေးဆက်တွေပြောနေကြတော့မှအဘွားမဲ့တော်တယောက်ပဇက်ကြီးဟာကကြောက်စရာကောင်းတဲ့တန်ဖြီးရီမောလိုက်ပါလေအတန်ကျတာနဲ့ငမွေထိုးလေးအောင်လေလမ်းပြန်ပြီးတော့အီဘောကနေဂုံစင်းပြေးကိုကြပါလေအဘွားကြီးကတော့သူ့ရဲ့ရည်ရွယ်ချက်တိုင်းပြာလုံးနေရာနဲ့ကို လိုက်ရှာခဲ့ရင်ချက်ချာရှိတဲ့အေကို တွေ့သွားခဲ့တာပေါ့ဒါကြောင့်တက်ချံကကျယ်ရီကိုခိုးယူလာခဲ့ပြီးအစေးလိုက်ပြည့်ပြည့်စားတော့ခဲ့ပါတယ် ဒါပေမဲ့ဒီဒီစီကလည်းနေတော့စမ်းနေဗျာအဖားတိတ်တယ်ဆိုပေမဲ့လူသားဆိုရင်ရောလို့လှဲ့တော်မကြည့်ခဲ့ဒီစင်းမကြီးဖြစ်ပါရဲ့ပြဿနာတွေကတော့စတဲ့ဖြစ်ပေါ်လာခဲ့ပြီးဘလို့တွေဖြေကိုကြမလဲဆိုတာကိုစောင့်ကြည့်ရမယ်ဗျာတော့ဒီမနေ့ကိုရောက်မှာတော့ကြဲပြုတ်သွားတဲ့ပိုင်ရှင်တွေဟာဒုတိယကြဲတွေကိုလိုက်ရှာခဲ့ကြပါတယ်လိုက်ရှာတဲ့အခါမှာတော့ကြဲတော်ပန်းနဲ့ဘောင်းတွေခြေတော်တွေကိုသာပြန်လဲတွေးရှိခဲ့ရပါတယ် ဒါကြောင့်ကျက်ပယ်ရှင်ကလည်းသူရဲ့ကျက်ပေကိုတချို့တခုကတဲ့ပြဲစားတော့ခတ်တယ်ဆိုတာကိုသိလိုက်ရတာပေါ့ရာသားတွေကလည်းဧကစားနဲ့ပတ်သက်ပြီးတော့ဒီအခန်းကိုဖော်ထုတ်ချိန်နေကြပါလေအဲ့ဒီချိန်မှာအဘွားကြီးကိုပေါက်ခရပြောခဲ့တဲ့ငမွေထိုးလေးကောင်ကဒီအခန်းကိုသူတို့အစ်ကြောင်ပြောဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့သူတို့ဟာကျက်တွေကိုစားဖောက်နေတဲ့ဘွားကြီးအားတွေ့မြင်ခဲ့ရတာကြောင့်ဖြစ်တယ်ဗျဒါပေမဲ့ရွာသားတွေကတော့ ပိုယူပြီးရှော့ကောနေတဲ့ထင်မဲ့တီဘသူမှမယုံကြည်ခဲ့ကြပါဘူး။ဒါကြောင့်ဘုသူမအုပ်စုကလည်းသူတို့မှန်ကြောင်တက်တည်ပြဖို့နဲ့ရွာကိုကဲတင်းဖို့ဆိုဖြတ်လိုက်ကြပါတယ်။ညောင်တာနဲ့အဘွားမန်တော်ရဲ့ AC ကိုတွားကြပြီးတော့အဘွားထွက်လာတာကိုစောင့်နေရကြပါတယ်။ညာဦးရန်ချီကနေသူတို့ဆောက်ကြည့်နေခဲ့ရင်လည်းအခြေတွေလည်းတပြေးပြေးနဲ့ညနေလာခဲ့တယ်ဗျာညနေလာခဲ့ပြီမဲ့အဘွားကြီးအခြေအနေကတော့ထူးမလာခဲ့ပါဘူး ထိုကောင်ဘီကလည်းအဘွားကိုဆောက်ရည်နဲ့ဇာတဲ့ကောက်ကန်တားလိုက်တဲ့ကောက်ကန်ငိုင်းနဲ့အေးချင်လာခဲ့ပါတယ်။အဲ့လိုနဲ့တော်တော်လေးညင်းနေချေကို ရောက်မှာတော့ထူးခြားမှုရှိလာခဲ့ပါတယ်။အဘွားမင်းတို့ရဲ့အေဒီကာကြီးဟာရုတ်တရက်သူ့ဘာသာပွေလာခဲ့ပြီးတော့အဘွားကြီးလည်းထွက်လာခဲ့ရည်ဗျာ။အဘွားကြီးရဲ့ပုံစံဟာသူတို့အားလုံးကိုအော်သွားစီရဲပါလေသူတို့မြင်နေရတာဟာလူကြောင့်နဲ့လုံးဝမတူတော့ဘဲကြောက်စရာမကောင်းဆိုးအကြီးရဲ့ပုံရိပ်ထိဟဲ့နေကြတာပေါ့ ဘလုံးတွေဟာဆိုရင်လေကြောင်ရင်ခွေးတွေရဲ့မျိုးလုံးတွေတကယ်တူတောက်ပလျက်ရှိနေခဲ့ပါတယ်ဒုံနောက်ဘွားကြီးဟာအေဘောကနေခက်တီတီနဲ့ဆင်းလာခဲ့ပြီးတော့ဒီနေရာကိုအူတီထွက်သွားနေခဲ့ပါတယ်သူတို့ဘက်ကလည်းရတဲ့ခွေးရေကိုမိရဆုတ်ကြပြီးတော့အဘွားမဲနောက်အားလိုက်ပြီးတော့စောက်ကြည့်နေခဲ့တယ်ဗျာအဘွားကိုလည်းနှစ်ဖွဲ့ခွဲကတစ်ဖွဲ့ကအဘွားကိုစောက်ကြည့်ပြီးကြံတဲ့တစ်ဖွဲ့ကတော့အထက်လန်းဆရာကြီးတပါးကိုသွားပြီးတော့ပေးဆောင်လာခဲ့ပါတယ် ဇာယီရဲ့နာမည်ကတော့ဂိုတောက်တဲလို့ခေါ်ပြီးအစွမ်းတဲစကားတစ်ပါးလေးဖြစ်ပါတယ်။ဒေါ်ယိုတည်းဆိုရင်လေဟိတ်ဆိုဟိတိတ်ဆိုတိတ်မေဘေးထိချုပ်နေတာကြောင့်ဒေါ်ယိုအစ်စ်တော့မဟုတ်ပါဘူး။ဇာတောက်တဲနဲ့ဘွားမင်တော်တို့တွေ့ကြတဲ့ခါမှာတော့ဘောမစီယာရှေ့ကချိုးပိုးလေးကိုတွေ့လာအဲ့ထဲမှာဒီစိမ့်မအဘွားကြီးရှိတယ်။အေးကောင်းပြီလေတွေ့ကြပြီပေါ့ကွာ။ဆရာတောက်တဲ့ဆိုတာ ဘာကောင်လဲဆိုတာမေးလို့တိမိရတော့မေးကြည်နေကြအဲ့ဒီကမှမကောင်းဆိုတာကို စပီးဆွဲဆော့ပြီးတော့ခေါ်လာပြမေးဆရာတောက်တဲ့ဟာအဘွားမင်းတော်ရှိတဲ့ချိုမင်းရားတဲ့ကိုတွားရဝင်သွားခဲ့တယ်ဗျာဘာမှသိမကြလိုက်ပဲချက်ချင်းဆိုသလိုအားဆိုတဲ့တန်တစ်ခုဖြစ်ရွှဲထွက်လာခဲ့ပါတယ်အာ မကောင်းဆိုးရွားကနင်းနဲ့စိနေနဲ့ပေါ့ငါသူ့ကိုရှော့ထွက်လိုက်ပြီလို့အခုလိုခံလိုက်ရတာအာကြည်ရတယ်ဒီလောက်ကတော့စာမဖွဲ့ဘူး don't worry အေးစေးအေးစေးဆေးဟာဟာဘလို့ဖြစ်တာတော့မျက်နှာမှာလည်းခြေဘွားရကြီးနဲ့ပြောတော့အေးစေးဆိုခြေဘွားရမတော်သေးတယ်နာမောတခြားရဆိုမတွေးရဲစရာပဲမကောင်းဆိုးရွားကနင်းနဲ့စိနေတယ်ကွာအတွင်းအောင်တစေဆိုတော့သူကအတွင်းအားကောင်းတယ်လေနောက်ကလည်း ဂူအောင်ရတာကြိုက်တဲ့သူဆိုတော့ပွဲကတော့လှပြီဒီတစ်ခါအပြင်လွှဲထွင်းလာတဲ့သူကအဲ့ဒီမကောင်းဆိုးအဖြစ်နေမယ်မင်းတို့သေးချာကြည့်တာဆမ်တီရောဆမ်တီပဲတပုတ်ခုတော့မှားနေပြီမိတိစီများလားမသိဘူးအတော်ချောင်းတာလေဒီပူဇန်တိုင်းဆွေတော့မဖြစ်တော့လို့ငါကြီးပဲလှိတ်ခါနေရတာတိတ်သွားလိမ့်မယ်ရန်သူကခန်းစင်းအားကောင်းတော့ ထိုးဖွဲ့ဝင်နေမဲ့နီလာကိုရှာမှဖြစ်မယ်။ဒါပေမဲ့အခုလောလောဆယ်တော့ပြန်ဆိုးမှဖြစ်မယ်ငေါကောတို့။ငါဆိုင်လို့တော့ရတာမိုးလို့ပါ။ဒီမကောက်ဆွဲကိုအနေယူဖို့တေချာပြစီပြီးမှပြန်လာခဲ့မယ်။အခုတော့တွားပြီ။ဆရာဒီဘိုတဲတို့မပြန်မွားနိုင်လေ။ဆရာမျက်နှာဘူကအမှတ်သားတွေကိုဒီတိုင်းခူပွားချေလို့လား။ဒီမှာ no pain no gain တဲ့နာမခံရင်အသံပဆိုင်ရဘူးနော်။ဒီမကောက်ဆွဲအမတ်ကိုဘာမှမနေစားကြောင်းဖြီဘူး။ ဆရာနောက်ထပ်နှစ်ချက်လောက်ခံနေရပြီအေးပါကွာကောင်းပြီမင်းတို့ကအားတက်အောင်ပြောတော့လေငါလက်ခံရမှာပေါ့အဲ့ဒီတစည်းမောက်ကမနဲ့ရေငါထင်မမစားတော့ဘူးကွာအဲ့လိုဆိုသဘောပေါက်လိုက်တော့ငါတို့တူတူဖြိုကြတာပေါ့မင်းတို့လည်းငါ့ကိုကိုရင်ဒီပွဲကငါ့နိုင်ပဲသဘောပေါက်လားဆရာတောက်တဲ့အနောက်ကိုလှည့်ကြည့်လိုက်တော့အဘွားမင်းတော်ကလည်းအပြေကိုရောက်နေခဲ့တယ်ဗျာဖဲ့မကောက်ဆိုးအောင်မညကမလားအသိကမလား တိုက်တာရွေးပြီးတော့ဝိုင်းအစွားတွေကိုနေတွေ့ရတော့မယ်ဆရာတော်တဲ့ရဲ့ဂါရာရုံးတို့ပြီးမှတော့ဆယ်ကြီးတကောင်ထွက်လာခဲ့တယ်ဗျာဆရာရဲ့ဆင်ကြီးကလေလေချက်ကမိုက်တယ်မျိုးစာဦးနဲ့ချစ်တွေတို့ကခြေကိုတောင်းပေါ်ပြီးအမှတ်ရတယ်မိစောဤပုတ်တာအသားထားဘူးငွေရဲ့ဟောဒီဆင်ကြီးကအရင်သူ့ကိုတိုက်မယ် သူကဆင်ကြီးနဲ့လုံများနေပြီဆိုတော့သူ့ကိုအနောက်ကနေတိုက်ခိုက်ရမယ်။ငါအချက်ပေးတာနဲ့ချက်ချင်းလုပ်ဖို့ပြေးထားပြီးတော့ဆင်ကြီးကဒဇိမကြီးကိုစတင်ပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။ဒဇိမကြီးကလည်းသူ့ရဲ့စွမ်းနဲ့ဆင်ကြီးကိုခုခံတိုက်ခိုက်ရင်အခက်တွေ့နေခဲ့ပါတယ်။အဲဒီချိန်မှာစိုးကြော်တရားအဘွားကြီးရဲ့နောက်ကိုရိုးတီးရောက်ချလာခဲ့ပါတယ်။ Surprise ဒေါက်တာဘွားတွေကလက်ချိန်လာခဲ့တဲ့ကျိုးရဲ့နှစ်တရာလက်ညှိုးတိုင်း မရှိခဲ့ယောက်ျားကိုပါတတိယသွားစေရမယ်။ဤဟောအဘွားမင်းတို့ကစိုးကြော်ရဲ့နှစ်တရာလန်ဂျိုးတဲကိုထိသွားပြီးတော့အတန်ကိုအော်ဟေကအာယုထွေပြားသွားခဲ့ပါလေ။အဲ့ဒီချိန်မှာပဲအစေသေးဆုံးနေခဲ့တဲ့ဆင်ကြီးကပြောင်းဟောသွားအောင်နေသက်လိုက်တယ်ဗျာ။ဒါကြောင့်ဒီစိမကြီးလည်းဇေနေခံလိုက်ရပြီးအမုတ်ဖြစ်သွားခဲ့တာပေါ့။တွေ့လားတွေ့လားဒါပဲလေ။ ယူဟာကောင်းဖို့ပဲလိုတာဆရာတောက်တဲ့ပါကွာဟာဟာဟာငါကြာရင်ဘာမှမဆိုဖြစ်တယ်ပြီးတော့စိုးကြော်ရဲ့လှိုးဝဲတန်ခွေဖြစ်တဲ့လက်တရာလင်ဟိုတိုင်းကအတော့ကိုစွာတာပဲဟုတ်တယ်ဆရာကြီးကြို့လဲမှတ်ထားရအောင်မယ်ဒါကတကယ့်နေရာတွေမှာအတော့ဝင်မဲ့အကွက်ပဲဒီအကွက်ကိုခန်းစားရတဲ့သူကတော့တစေထီးဖြစ်ဖြစ်အမဖြစ်ဖြစ်ယူကွာပွားလောက်တယ်အေးဘာကြည့်ရတာတော့ဒီကွက်ကိုတောက်ခံနေတဲ့သူရှိလောက်ဘူး အစားကတစည်းမကြီးဆိုရင်တစ်ချက်တည်းနဲ့ငဲတန်းပေါအောင်အွန်သွားတာပဲကြည့်တယ်။ဒီနေ့တစားမှုကတော့ဒီလောက်ပါပဲဗျ။ကဲကဲအခုလိုတစည်းမကြီးနဲ့ဖြစ်တော့ဘူးဆိုတော့မေလို့လေအေးစိန်သားတော့ဘာလဲပြန်နေတော့မယ်။ဘိုင်ဘိုင်စောင့်မြော်အား